အီရန်အစ္စလာမစ်တမရနိုင်ငံမှာတမန်နေ့တနေ့ဖြစ်ပါတယ်ဒါကဒါက IRIB အီရန်နိုင်ငံပိုင်းရုပ်မြင့်တန်ကြားကိုရက်ပါတင်းလာနေ့ညနေခင်းဖြစ်ပြီးဒါရိုက်ဒရင်ထိုးလွှင့်နေပါတယ်ဒရင်ထိုးလွှင့်သူကဒရင်ဖတ်နေတဲ့အချိန်မှာရုတ်တရက်အရာအလုံးတလုံးသွားစရာဖြစ်ခဲ့ပါတယ်သူမရဲ့ထိုင်ခုံးမှာထပ်ပြီးတော့ကင်မရာကိုလက်နေချိန်မှာထွက်ပြေးသွားခဲ့ရပါတယ်ဖြစ်ပျက်ခဲ့တာကိုပရိသတ်ကြီးသိမဲ့ထင်ပါတယ်ဒါဟာအစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုပါအစ္စရေးကအီရန်နိုင်ငံပိုင်းရုပ်မြင့်တန်ကြားကိုပြင်မထားခဲ့ပါတယ် ပောက်ကွဲတဲ့အများပြားကြားခဲ့ရတယ်မိတွေလင်းသွားတယ်အဆောက်အုံမိလောင်သွားတယ်ထုတ်လင်းမှုအများပြားပြတ်တောက်ခဲ့ပါပြီဝန်ထမ်းတအူးလည်းတည်ဆုံခဲ့ရပါတယ်ဝန်ထမ်းတအူးကဘလို့ပြောရဆိုတော့ဘုံပောက်ကွဲမှုဖြစ်တော့ကပထမထမကျွန်တော်ရှိနေခဲ့တယ်ကျွန်တော်ရဲ့လုပ်ဖို့ကံဖက်ဘလောက်တည်တယ်တန်ရဘလောက်ရတယ်ဆိုတော့မသိပါဘူးအဆောက်အုံကိုကယ်ထုတ်ဖို့အတွက်ပြောတော့လဲလူတိုင်းကအီရန်ရဲ့အာနာပိုဒရန်ကိုကမ္ဘာကိုပြတ်တက်ဖို့အတွက်နောက်ဆုံးအခန့်အသန့်ထိနေခဲ့ကြရပါတယ်ဇီယွန်ဝါဒီအစိုးရမမြင်ချင်တဲ့အရာပေါ့ဒါကကျွန်တော်တို့သူတို့မာယွင်းတဲ့ တွေးခေါ်မှုရရလာပါပိုဆိုတာကအဆောက်အဦကိုထိမှန်လိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲအစ္စရေးနိုင်ငံပိုင်ရုပ်မြင်နိုင်ကြအဆောက်အုံကမီဒီယာစင်တာတခုမဟုတ်ပါဘူးစစ်ပဲဆိုင်ရာစစ်တွေးရေးအခြေချတခုဖြစ်ပါတယ်အစ္စရေးကသူတို့ကဒီမီဒီယာစင်တာကအဲအီရန်ဒုံးကျည်ပြည်လူမှုကိုပူပေါင်းလှုံ့ဆော်မှုအတွက်အကူအညီပေးခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်မလို့အစ္စရေးကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်ဒါပေမဲ့အီရန်ကတော့ဒါဟာစစ်ရာဇဝတ်ဖြစ်တယ်လို့ပြောပါတယ်တချိန်တည်းမှာပဲအစ္စရေးက၎င်းရဲ့တိုက်ခိုက်မှုတွေကိုတိုးမြင့်လှုံ့ဆော်လာခဲ့ပါတယ်အီရန်ရဲ့ ထိတ်တန့်ခေါင်းဆောင်တွေကိုပြမထားပြီးပြည်ခဲ့တဲ့ဒရင်ဘာကအီဇွေကအီရန်စစ်တပ်အကြီးအကဲပါဝင်အစင်မြေအီရန်တပ်မှု၃ဦးကိုတပ်ဖြတ်ခဲ့ပါတယ်အီရန်ကလိမ္မာဇာအစတူရန်ရွေးချယ်ခဲ့ပါတယ်သူစစ်ကောင်းဆောင်အတစ်ကိုလည်းယနေ့အစ္စရေးကတပ်ဖြတ်ပစ်ခဲ့ပါပြီသူနာမည်ကအာလီဆမန်နီလို့ခေါ်ပါတယ်သူကအီရန်ရဲ့အရေးပေါ်စစ်ကုကွယ်မှုပိုဖြစ်တဲ့ ကတန်အန်အန်ဘီယာဘူထနာချုပ်ကိုဦးဆောင်ခဲ့ရပါတယ်။ Israel ဖနောက်ဇုံတက်ခဲမှုမှာဇွန်လ23ရက်ကရခိုင်စစ်တပ်အကြီးအကဲ Golan Ali Arashi တေဆုံးခဲ့ခြင်းကြောင့်လွန်ခဲ့တဲ့၄ရက်ကမှခံအားခဲ့ခြင်းဖြစ်ပါတယ်။ဆမာနီကအီရန်ရဲ့ထိတ်တန့်ကောင်းဆောင်နဲ့အလွန်နှိစတယ်လို့ယူဆပါတယ်။ထို့ကြောင့်သူ့ကိုအလုအတွက်ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့အခုသူမရှိတော့ပါဘူး။ တီဟင်းရဲ့အလဲဘက်မှာရှိတဲ့အီရန်ဆိုရရဲ့ဌာနချုပ်မှာအတက်ခံခဲ့ရခြင်းဖြစ်တဲ့သူကအီရန်စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်ပြီးထိတ်တန့်ကောင်းဆောင်တဲ့အနီးကဆုံးလူများထက်ကတူဖြစ်ပါတယ်ဂိုလန်အာလီရရှိအတက်ခံရပြီးတဲ့နောက်မှာသူကိုခံအားခြင်းဖြစ်ပါတယ်ဒါပေမဲ့ဆမီနီဒီလည်းအစ္စရေးရဲ့တပ်ဖြတ်ခြင်းမခံရမီ၄ရက်သားရာတုကိုထမ်းဆောင်ခဲ့ရပါတယ်ယနေ့တော့အစ္စရေးအီရန်စစ်ပွဲရဲ့ပြန်စမမောက်နေဖြစ်ပါတယ်နှစ်ဖက်တိုက်ခိုက်မှုတွေကပိုဆိုးလာပါတယ်အစ္စရေးကနိုင်ငံအီရန်နိုင်ငံအတွက် နဲ့ဆိုင်စွာထိုးနှက်နေပါတယ်အီရန်ကအင်အားသိုးပြီးတော့လည်းပြန်တိုက်ပါတယ်နေ့စဉ်နဲ့အမျှအခြေအနေတွေကပိုအန္တရာယ်များလာပါတယ်မနေ့ညနဲ့ယနေ့မနေ့မှာအီဇွေကအီရန်နောက်ဘက်မှာရှိတဲ့နေရာအများပြားကိုပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်အီရန်နိုင်ငံအမြောက်ဘက်ကျမ်းမှာရှိတဲ့တပ်ပြစ်မှပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်တပ်ပြစ်မှာအထူးကလေတပ်အခြေစိုက်စခန်းလည်းရှိပါတယ်လွန်ခဲ့တဲ့နိုင်ရင်းငယ်ကတီဟီရန်အလယ်ပိုင်းမှာနောက်ထပ်ပောက်ကွဲမှုနှစ်ခုထပ်မံကြခဲ့ရပါတယ်အခုအချိန်ထိအီဇွေတိုက်ခိုက်မှုတွေကြောင့် အီရာမာလူ224ဦးတေဆုံးခဲ့ပြီးတော့နောက်ထပ်လူ1000တန်ရာရခဲ့ပါတယ်အီရန်ကသူတို့ရဲ့ဆေးရုံတွေနဲ့ဒုနာပြူတွေအတွက်နာယူခွင့်အားလုံးကိုဖျက်သိမ်းလိုက်ပြီဖြစ်တယ်စေဘဆိုင်ရာဝန်အားလုံးကိုချက်ချင်းတောင်းဝန်ယူဖို့အမိန့်ထုတ်ထားပါတယ်အစ္စရေးမှာတယ်လီဗီနဲ့ဂျူးစလင်တို့မှာကျေလောင်တဲ့ပောက်ကွယ်မှုတွေကြားခဲ့ရပါတယ်အစ္စရေးနိုင်ငံလည်းဘဲမှာရှိတဲ့စီးပွားရေးအချက်အချာဖြစ်တဲ့ဟာလီယာကိုအီရန်ဒုံးကျည်တွေထိမှန်ခဲ့ပါတယ်ဘယ်တော့မှတည်ဆုံးခြင်းမရှိတော့လဲ ပြီးဗီဒီယိုတွေထဲမှာအနဲ့ရောက်မီးကိုတိမ်လိုက်တွေကိုပြတ်ထထားပါတယ်မိသားသမားတွေကမိရင်တက်ဖို့အတွက်အချိန်ပြပြနဲ့မိရင်တက်ခဲ့ကြပါတယ်မော့ဆက်စင်တာကိုလည်းထိမှန်တယ်လို့အီရန်ကပြောပါတယ်မော့ဆက်ကဣသရေလရဲ့အဓိကတရှိုးအေဂျင်စီဖြစ်ပါတယ်ဒီစကန်ကိုဒုံးကျည်တွေနဲ့ပြတ်တက်ခဲ့တယ်လို့အီရန်ကပြောပါတယ်ဣဇရေကတော့တိဆုဆွဲချက်ကိုမတုတ်ပြန်သေးပါဘူးဒါပေမဲ့ဣဇရေမှာတိဆုမှုအရေးအတွက်တိုးလာပြီး24ဦးရှိပြီးတန်ရာရသူ60 600နီးပါးတန်ရာခဲ့ပါတယ် ်တနိုင်ငံစလုံးကအပြန်အလှန်တက်ခတ်နေကြဆဲဖြစ်ပါတယ်။ယနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။သူတို့ကိုလက်မထိုးဖို့ကျွန်တော်ပြောထားတဲ့သဘောဆွေချက်ကိုအီရန်လက်မထိုးတင်တယ်။ဘလောက်ဆက်ဆက်ကောင်းပြီးလူအတက်ကိုဖြုံးတီးပြလိုက်တာလဲ။အီရန်မှာနျူကလ ियर နဲ့မပိုင်ဆိုင်နိုင်ဘူးလို့ထပ်ကတလဲလဲပြောခဲ့ပူပါတယ်။ထံကလည်းပြပြတဲ့တတိပေးတယ်လူတိုင်းတီဟီယန်ကိုချက်ချင်းဆွေပြောင်းတင်တယ်လို့၎င်းကပြောပါတယ်တီဟီယန်က အီရန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့စင်ချေပိုးများအပေါင်းအဝင်လူဦးရေ18တန်းခန့်ရှိပါတယ်ဒါကြောင့်တီဟျန်ကကမ္ဘာအကြီးဆုံးမြို့တော်တွေကတစ်ခုဖြစ်ပါတယ်ထရန်ရဲ့3ပေးချက်ကပြင်းထန်တယ်ဒါပေမဲ့အဲ့ဒီလူတွေမလုနိုင်မလဲလူ18တန်းဘယ်ကိုသွားနိုင်မလဲထောင်ပေါင်းများစွာတဲ့လူတွေကမြို့တွင်းကစတင်ထွက်ပြေးနေကြပြီဖြစ်တယ်ရေကြောပိတ်ဆို့မှုကတီဟျန်မြို့ရဲ့ထွက်တဲ့လမ်းမှာပြင်းနေနေပါပြီ။